Would you rather study English or Japanese? Would you prefer coffee or tea? I would rather study English. I would prefer coffee. So, this video is Would Rather ね would prefer ကဘာကွာလဲဆိုတာကိုအဓိကပြောပြပေးတော့မယ်အကြောင်းအရာဖြစ်ပါတယ်ဆိုတော့ကျွန်တော် intro လေးပြီးတော့ရှင် let's get started hello အားလုံးမင်္ဂလာပါ welcome back to my another video my name is tu ကျွန်တော်နာမည်ကတော့ tu ပါကျွန်တော် youtube channel မှာကျွန်တော်အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့ tips တွေကိုကိုတည်တလောက်လေ့လာထားတလောက် share ပေးနေတာဖြစ်ပါတယ်ကျွန်တော် youtube channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှင် subscribe လေးလုပ်ထားပြီးပြောချင်ပါတယ်နောက်ထပ် disclaimer တစ်ခုအနေနဲ့ကျွန်တော်က professional english language coach တရားမဟုတ်တယ်လို့ professional english language teacher တရားမဟုတ်တဲ့အကြောင်းလည်းပြောပြရစေဆိုတော့စလိုက်ရအောင်ပါ would rather နဲ့ would prefer နှစ်ခုလုံးကကျွန်တော်တို့ရွေးချယ်မှုတွေလုပ်တဲ့အခါမျိုးမှာအသုံးပြုပါတယ်ဘလို့ရွေးချယ်မှုလဲဆိုလို့ရှိရင်ကျွန်တော်တို့တေချာတဲ့အခြေအနေတစ်ခုမှာတေချာတဲ့ရွေးချယ်မှု space space preference ပေါ့နော်ကိုနှစ်သက်တဲ့အရာကိုလုပ်ချင်တဲ့အရာကိုစားချင်တဲ့အရာကိုဖြစ်ချင်တဲ့အရာတွေကိုပေါ်ပြတဲ့အခါမျိုးမှာ would rather တမဟုတ် would prefer ကိုအသုံးပြုပါတယ်ဒီနေရာမှာတေးချတဲ့အခြေအနေနဲ့တေးချတဲ့ရွေးချယ်မှုဆိုတာကိုဘာကိုပြောရလဲဆိုလို့ရှိရင်ကျွန်တော် prefer ဆိုတဲ့ expression လေးနဲ့ရှင်ကြည့်လို့ရှိရင်ပို့ပြီးတော့ရှင်းပါလိမ့်မယ် prefer ကကြတော့ i prefer living in the city ဆိုတော့မြို့ထဲမှာနေရတာမြို့ပြမှာနေရတာပိုကြိုက်တယ် i prefer coffee to tea တဖြည်းတောက်ရတာထက် coffee ကိုပိုကြိုက်တယ် i prefer reading books ်စာအုပ်ဖတ်ရတာပိုကြိုက်တယ်ဆိုတော့ဒီဟာတွေအကုန်လုံးက prefer နဲ့ပြောလို့ရှိရင်ကျွန်တော်က general ပြောရတယ်ပေါ့နော်အာ general အပြင် general topic တွေကိုဖော်ပြတဲ့အခါမှာကျွန်တော်တို့ဘယ်ဟာကိုပိုနှစ်သက်တယ်ဆိုတဲ့ဟာကိုပြောတဲ့အခါမျိုးမှာ I prefer နဲ့အသုံးပြုတယ်ဒါပေမဲ့ would rather နဲ့ would prefer ကြတော့ကျွန်တော်တို့ကတေချာတဲ့အခြေအနေတစ်ခုနဲ့တေချာတဲ့ရွေးချယ်မှုတွေကိုပေါ်ပြတဲ့အခါမျိုးမှာအသုံးပြုတယ်အဲ့ဒါကြတော့ကျွန်တော်တို့ဒီ the pay sign တစ်ခုတွားရဲဆိုပါဆိုလေ pay sign ထိုင်နေဆိုလို့ရှိရင်ကျွန်တော် waiter ကကျွန်တော်ကိုမေးမယ် would you prefer coffee or tea ကျွန်တော်တို့ကလေ pay sign ရောက်နေပြီဆိုတော့လေ pay မှာကတခြားအကြောင်းအရာတွေမရှိတော့အဲ့တော့ဒီ topic ပဲဖြစ်တယ်ဒီလိုအနေအထားမျိုးမှာ coffee နဲ့ tea ကိုရွေးရအောင်မယ်ဆိုလို့ရှိရင်ဘယ်ဟာရွေးမလဲပေါ့ ဒါကိုယ့်ရဲ့ choice ကိုဖြစ်ချင်တဲ့အရာကိုတောက်ချင်တဲ့အရာကိုပြောရတော့မယ်ဆိုလို့ရှိရင် I would rather နဲ့သုံးလို့ရတယ်ဒါမှမဟုတ်ရှင် I would prefer နဲ့ပြောလို့ရပါတယ် so would rather နဲ့ would prefer ကဘယ်လိုကွာလဲဆိုတာကိုစိုက်ကြည့်ကြပါမယ် okay ကျွန်တော်တို့ would rather လေးနဲ့စလိုက်ရအောင်ပါ would rather နောက်ကပုံမှန်အဖြစ်ကျွန်တော် base verb လိုက်ပါတယ် base verb ပေါ့နော် base verb ကိုကျွန်တော်တို့တနည်းအားဖြင့် be birth လို့လည်းခေါ်ပါတယ်ဆိုတော့ तू က2မပါဘူးပေါ့နော်2 infinity birth မဟုတ်ဘူး base birth ပေါ့ဆိုတော့အဲအကြောင်းမို့ကျွန်တော် would rather နောက်ကတခါတယ် birth 1ကိုတခါတယ်ထည့်ပြီးတော့ပြောလို့ရပါတယ်ဆိုတော့ဥမာလေးတချို့ကြည့်ကြရမယ် would you rather go out or stay home ဒီနေရာမှာသတိပြုပါ would you rather to go out တောင်းလို့မရပါဘူး would you rather တခါတယ် base birth ဝင်တယ် would you rather go out or stay home โอเคပြန်ပြင်မယ် I would rather stay home today ဒီနေ့ငါအိမ်မှာပဲနေဖြစ်မယ်နေမယ်ဆိုအိမ်မှာပဲနေမယ်ဆိုတော့ choice ကိုပို့ရွေးလိုက်တဲ့အတွက်ရွေးလိုက်တဲ့အတွက် I would rather stay home today I would rather stay home today ဆိုတော့ဒါကိုကျွန်တော်တို့ negative form ပြောင်းမယ်ဆိုလို့ရှိရင်ရောလွယ်တယ် not ထည့်လိုက်ရမှာပဲ rather နောက်က not ထည့်လိုက်ရပြီ I would rather not stay home အိမ်မှာတော့မနေဘူးတေချာတာတော့အိမ်အိမ်မှာတော့ဒီနေ့အိမ်မှာတော့မနေဘူး I would rather not stay home so နောက်တစ်ခုကကြတော့ကျွန်တော်တို့ speaking မှာကြတော့ကျွန်တော်တို့ I would နဲ့သုံးတာထက်ကျွန်တော်တို့ contraction သုံးပြီးတော့သုံးသုံးကြများပါတယ် contraction ကဘာပြောရလဲဆိုလို့ရှိရင်ဒီ would ကို would ဆိုတဲ့စကားလုံးကို share တဲ့အတွက်ကျွန်တော်ခြုံလိုက်တာပေါ့နော် contract contract လုပ်လိုက်တာပေါ့နော် I post hobby D ပေါ့နော် I'd rather I'd rather stay home အဲ့လိုမျိုးပြောလို့ရပါတယ်ဆိုတော့ကျွန်တော်တို့မှားနိုင်တဲ့အမှားသုံးခုကိုကြည့်ကြရမယ် I would rather to stay home ဆိုရင်မှားပါတယ်အဲ့ဆိုတော့ to infinity ပါအသုံးပြုလို့မရဘူး this ပါ only တာအသုံးပြုရမှာဖြစ်တဲ့အတွက် I would rather stay home နဲ့ပြောမှာဖြစ်တယ်နောက်ထပ်အမှားတစ်ခုက I would rather home I would rather home ဒီနေရာမှာ home က noun ဖြစ်တယ် ဆိုတော့အတိတ်ပဲလည်းမရှိဘူးပေါ့နော် I would rather home ပြောလို့မရဘူးဆိုတော့ now like လို့မရပါဘူးနောက်တစ်ခုအမားတစ်ခုက I would rather stay in home stay in stay ကို buy in ဒီပြောင်းနေဆိုတော့ drain form now အနေနဲ့အသုံးပြုတယ် drain ပြောင်းလိုက်တာပေါ့နော် stay in home ဆိုတော့ဒီနေရာမှာ drain လည်းဝင်လို့မရပါဘူး I would rather stay in home ပြောလို့မရဘူးတခုပဲ I would rather base ပါလိုက်ရမှာဖြစ်တယ် stay home i would rather eat i would rather sleep အဲ့လိုမျိုးတန်းပြီးတော့ပြောလို့ရပါတယ် okay ဒီတစ်ခါ would prefer ကိုရှင်းပါမယ် would prefer နောက်ကပုံမှန်အားဖြင့် to infinitive ပါလိုက်ပါတယ် to infinitive ဆိုတာကကြတော့ကျွန်တော် 2+ 1ကိုပြောတာဖြစ်ပါတယ် so would you prefer နောက်က to လို့ပါတယ် would you prefer to drink coffee or tea ဆိုတော့ဒီနေရာမှာ Sona က Would rather နဲ့កော်တာအဲ့ဒါဖြစ်ပါတယ် Would rather နောက်ကတခါတဲ့ base ပါလိုက်လို့ရတယ်လို့ဒီ prefer နောက်က base ပါလိုက်လို့မရဘဲနဲ့ to လို့ပါတယ် Would you prefer to drink coffee or tea ဆိုတော့ပြန်ဖြေလို့ရှိရင်လည်းလွယ်တယ် I would I would prefer to drink coffee I would prefer to drink coffee so negative ပြောင်းလို့ရှိရင်လည်း sona က rather နောက်က not ထည့်သလိုပဲကျွန်တော် prefer နောက်ကတခါတယ် not ဆိုတဲ့ negative form ကိုပြန်ပြောင်းထည့်ပြီးတော့ပြန်ပြောင်းလို့ရပါတယ် i will prefer not နောက်ပြီးတော့ to လို့ပါသေးတယ် i will prefer not to drink tea တဖေးတော့မတောက်မတောက်ဘောနော်တဖေးတော့မတောက်ဖို့အဆုံးဖြတ်တယ်ဗောအာတဖေးမတောက်ဖို့မတောက်ဖို့ပိုကြိုက်တယ်ဗောနော်ပိုပြီးတော့ prefer ဖြစ်တယ်ဗော i will prefer not to drink tea ဆိုတော့ဒီနေရာမှာအစွမ်းအားလိုမျိုးပဲ contraction လုပ်လို့ရတယ် I would go to the apostrophe t နဲ့ d နဲ့ပေါ့နော် apostrophe d နဲ့ပြန်ပြောင်းလို့ရတယ် I'd I'd the ဆိုတဲ့အတန်းနဲ့ပေါ့နော် I'd prefer to drink coffee I'd prefer to drink coffee အဲ့လိုမျိုးပြောလို့ရပါတယ်နောက်တစ်ခုက ကျွန်တော်တို့နောင်ကိုတခါတည်းတန်တုံလို့ရတယ်အဲ့ဒါဒီကျွန်တော်တို့ sonar ကဒီ rather နောက်မှာနောင်ထည့်လို့မရဘူးねဒီ prefer နောက်မှာကျွန်တော်နောင်ထည့်ပြီးတော့တခါတည်းအသုံးပြုလို့ရတာကောပါတယ် i would prefer coffee တုံးလို့ရတယ်တခါတည်းနောင်ကိုတန်လာလို့တန်လာလို့ရတယ် i would prefer coffee ဘာထက်လဲ to tea အဲ့လိုမျိုးပြောလို့ရတယ် i would prefer coffee to tea ဒါဖြစ်ရင် coffee ကိုပိုကြိုက်တယ်နောက်တစ်ခုက I will prefer drinking coffee လဲသုံးလို့ရတယ်။ဒါပေမဲ့တကူတတိထားမှာက I will prefer by ng ကျွန်တော် drink ဖောင်ကတော်တော်များများကျွန်တော်တို့ will prefer မှာမသုံးတာများပါတယ်။ to plus infinitive ပဲသုံးတာများတယ်ပေါ့နော်။ I will prefer to drink coffee ပဲသုံးတာများတယ်။ I will prefer drinking coffee ကသုံးတာနည်းပါတယ်။ဆိုတော့အငြင်းဝကြဒီ negative ဝကြပြောင်းလို့ရှိရင်လည်း အဲ့လိုမျိုးပြောလို့ရတယ် I would prefer not drinking coffee အဲ့လိုမျိုးပြောလို့ရတယ် I would prefer drinking coffee ဒါပေမဲ့ဒီနှစ်ခုလုံးကကျွန်တော်အသုံးနေပါတယ်များသောအားဖြင့်ကျွန်တော်တို့ I would prefer to plus infinitive ကိုသုံးပါတယ်ဆိုတော့ဒီနေရာမှာမှားနိုင်တဲ့အရာနှစ်ခုကိုကြည့်ကြရမယ် I would prefer drink coffee ပြောလို့မရပါဘူးဘာလို့လဲဆိုလို့ရှိရင် prefer would prefer သုံးလို့ရှိရင်ကျွန်တော် to infinity ကလိုလိုပါတယ် I will prefer to drink coffee အဲ့လိုမျိုးသုံးရမှာဖြစ်တယ်ဒါပေမဲ့ drink နဲ့သုံးချင်တယ် to မသုံးချင်ဘူးဆိုလို့ရှိရင်တော့ sonar က I would rather နဲ့အသုံးပြရင်ရပါတယ် I would rather drink coffee I would rather drink coffee နောက်တစ်ခုကကြတော့ရှင်းမှာကျွန်တော်ပြောခဲ့တဲ့ I would prefer coffee နောင်ကိုတခါတည်းတန်သုံးလို့ရတယ်လို့ပြောတယ်ဒါပေမဲ့ negative form မှာသတိထားမှာပါ I would prefer not coffee လို့အသုံးပြုလို့မရပါဘူး I would prefer not to drink coffee လို့ပြောမှာဖြစ်ပါတယ်ဆိုတော့တခါတနေကြလို့ရှင် would rather နဲ့ would prefer နှစ်ခုလုံးကတူညီသောအခြေအနေတစ်ခုမှာအသုံးပြုလို့ရပါတယ်ဆိုလိုတာကကျွန်တော် subject plus would rather plus another subject plus simple past subject plus would prefer plus another subject plus simple past ဆိုတော့ဒါကို ကျွန်တော်တို့ဥမာလေးရင်းနဲ့ကြည့်ကြပါမယ် I would rather you didn't use my phone I would rather you didn't use my phone so i ငါ subject ကိုဖြစ်တယ် you ကကျတော့ another subject ဖြစ်သွားတယ်ဒါကကိုကိုပြောတာမဟုတ်ဘူးပေါ့နော် i would rather you didn't use my phone ငါဖုန်းကိုမကင်တော့ပိုကြိုက်တယ်ပိုကောင်းတယ်ပေါ့နော် I would rather you didn't use my phone. I would rather you didn't use my phone. ငါဖုန်းကိုမသုံးရင်ငါပို့ကြတယ်ပို့သဘောကြတယ်ပို့ကောင်းတယ်။ I would rather you didn't use my phone. နောက်တစ်ခုကကြတော့ I would prefer you didn't use my phone. ဆိုတော့ဒီနေရာမှာ I would rather I would prefer နှစ်ခုလုံးကတူညီစွာအသုံးပြုလို့ရပါတယ်။ဆိုတော့ဒီလိုအခြေအနေမျိုးမှာ I would rather I would prefer တခုလုံးကို alternatively don't အသုံးပြုလို့ရပါတယ်နောက်တစ်ခုက I would rather ဒါမှမဟုတ်ရှင်နဲ့ I would prefer you spent more time with your family မင်းရဲ့မိသားစုနဲ့ပိုပြီးတော့အချိန်ပေးစေခြင်းနဲ့အချိန်ပေးတာကိုငါဖြည့်စေခြင်းနဲ့ I would rather I would prefer you spent more time with your family ဆိုတော့မင်းရဲ့မိသားစုနဲ့အချိန်ပို့ပေးတာကိုငါလိုချင်တယ်ငါပို့ပြီးတော့ဖြစ်စေချင်တယ်အဲ့ဒါမျိုးပြောရတာဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ simple past ကိုအသုံးပြရမှာဖြစ်ပါတယ်နောက်ကလိုက်တဲ့ sentence က simple past ပြန်มาဖြစ်တယ် i would rather you ပြီးလို့ရှိရင် you spent နောက်မှလို့ရှိရင် you slept you drove drive drove ပေါ့နော် U8 အဲ့လိုမျိုးတွေဖြစ်ရမှာဖြစ်တယ်။ Okay ကျွန်တော်ဗီဒီယိုလေးအဆုံးမသတ်ခင်မှာကျွန်တော်အခုဒီနေ့ဗီဒီယိုမှာပြောရတဲ့ would rather နဲ့ would prefer နှစ်ခုလုံးရဲ့အသုံးအနှုန်းအကုန်လုံးကိုကျွန်တော်မှတ်မိနေအောင်ခွဲခွဲခြားခြားမှတ်မိနေအောင်ခေါင်းထဲမှာမှတ်မိနေအောင်လို့ကျွန်တော်တို့ quiz တွေနဲ့တစ်ချက် revision လုပ်ကြည့်ကြအောင်။ Okay number 1 I would prefer not talk about it. I would rather not talk about it. ဘယ်ဟာမှန်းလဲ? I would rather not talk about it. talk about ပါဘာလို့လဲဆိုလို့ရှိရင် to infinity မပါတဲ့အတွက်ကျွန်တော် base bond ကိုတခါတည်းသုံးထားဖြစ်တဲ့အတွက် rather နဲ့ပဲသုံးမှာဖြစ်ပါတယ် i would rather not talk about it okay number 2 i would rather we didn't eat fast food i would prefer we didn't eat fast food ဒီနေရာမှာနှစ်ခုလုံးသုံးလို့ရပါတယ် i would rather နဲ့သုံးလို့ရတယ် i would prefer ိုလည်းတုံးလို့ရပါတယ်နံပါတ်3 would you rather study history or science would you prefer study history or science ဒီနေရာမှာ would you rather ဖြစ်ရမှာဖြစ်ပါတယ်ဘာလို့လဲဆိုလို့ရှင် base bar တခါတည်းတန်းသုံးထားတာဖြစ်တဲ့အတွက် to မပါတဲ့အတွက် would you rather ဖြစ်ရမှာဖြစ်ပါတယ် would you rather study history or science number 4 i will prefer not to attend the meeting I would rather not to attend the meeting. Diniama, I would prefer not to attend the meeting. So, memare. Arole solution, prefer not to infinity domapide. I would prefer not to attend the meeting. Rather than a domain solution, to two opiomapide. Number five, my brother would rather not to drink beer. My brother would prefer not to drink beer. ဒီနေရာမှာ my brother would prefer not to drink beer ဖြစ်ရမှာဖြစ်ပါတယ်။ဘာလို့လဲဆိုလို့ရှိရင် not to drink to infinity ဖြစ်ပါတယ်။ number 6 would you rather taking the train to chiang mai would you prefer taking the train to chiang mai ဒီနေရာမှာ would you prefer taking the train to chiang mai ဖြစ်ရမှာဖြစ်ပါတယ်။ prefer နောက်က durian form လိုက်လို့ရတယ်။ durian by ng Don't Number seven, he would rather to go to Vietnam. He would prefer to go to Vietnam. He would prefer to go to Vietnam. So, he would prefer to go to Vietnam. 第二嘛，prefer 那个 to plus infinity 来呀，白。第二嘛，那我再 set he would prefer to go to Vietnam van Singapore ပြောလို့ရတယ်ရှင်ပြီးတော့ Singapore ထဲစားလို့ရှိရင် Vietnam ပဲပိုကြိုက်တယ်ပေါ့နော် prefer ဖြစ်တယ်ဆိုတာပြောတာဖြစ်ပါတယ် number 8 I would rather watch movie alone tonight I would prefer watch movie alone tonight I would rather watch နဲ့တော့မှာဖြစ်ပါတယ် I would rather watch movie alone tonight ဘာလို့လဲဆိုတော့ they buff ကိုတခါတည်းတန်သုံးထားတယ် base power ကိုသုံးထားဖြစ်တဲ့အတွက် to မပါဘူးပေါ့နော်အဲ့တော့ i would rather watch movie alone tonight ဆိုလို့ရှင်မှန်ပါတယ် number 9 i would rather you didn't call me at work i would prefer you didn't call me at work so အလုံးမှာရှိတဲ့အချိန်မှာဖုန်းမခေါ်တာကောင်းတယ်ဖုန်းမခေါ်လို့ရှင်ငါပို့ချိုက်တယ် I would rather သမဟုတ် I would prefer နှစ်ခုလုံးကမှန်ပါတယ် I would rather I would prefer you didn't call me at work လုံးမရှိတဲ့အချိန်မှာဖုန်းမခေါ်တာပို့ပြီးတော့စင်ပြေပို့ကောင်းတယ်ပို့ကြိုက်တယ်ပေါ့နော် Last but not least number 10 I would rather I would prefer you watched my video until the end ဒါလို့ဆိုလို့ရှိရင်ကျွန်တော်ဒီနေ့ဗီဒီယိုမှာပြောရတဲ့ would rather နဲ့ would prefer ကဘယ်လိုကွာလဲဘယ်လိုသုံးလို့ရလဲဆိုတာကိုအကြံပြုနိုင်လောက်ပြီးထင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကတစုံတစ်ခုအထောက်ပံ့ဖြစ်တယ်ဆိုလို့ရှိရင် like and share လုပ်ပေးဖို့လည်းမေးပါနဲ့ subscribe လုပ်ထားပေးဖို့လည်းမေးပါနဲ့ see you in the next video guys နောက်ဗီဒီယိုကြလို့ရှိရင်ပိုကောင်းတဲ့ content လေးနဲ့ပြန်တွေ့ကြပါမယ် bye bye have a nice day